မင်္ဂလာပါရှင် Simple Daily Life Channel မှာပြန်လည်ကြိုဆိုပါရစေ။မိတ်ဆွေများအားလုံးကိုစိတ်နှပါချမ်းသာချမ်းသာပါစေလို့မြတ်တာပို့ပါတယ်ရှင်။ဘေးအန္တရာယ်ပေါင်းမှကင်းဝေးပါစေလို့လည်းအလေးနဲ့ဆန္ဒပြုပါရစေ။ဒီနေ့တော့ဆ iam ဂျူးရဲ့ဝိထုလီတစ်ပုဒ်ကိုဖတ်ပြချင်ပါတယ်ရှင်။ဝိထုလီရဲ့နာမည်ကရွှက်လီများတဲ့။နားထောင်ကြည့်ပါဦးနော်။ရွှက်လီများ တကယ်တော့လေကျမတို့လူဘဝဆိုတာကမ်းမမြင်လမ်းမမြင်ဒီပင်လေသမုဒ္ဒရာပြင်ကျဲကြီးထဲမှာကိုယ်တိုင်ထိမ့်ချုပ်ပဲ့ကန်တော့ရွက်လီတစင်းစီဖြင့်ခီးနှင်နေကြရခြင်းမမဟုတ်လားဟိုးငငယ်ကလေးဘဝအရွယ်တော့ငါတော့ရေပြင်ကိုမြင်လျင်ခလေလွတ်ချင်စိတ်တွေလည်းရှိခဲ့ဤကျမငယ်စဉ်ကအီယာရီမီရဲ့အနောက်ဖက်ကမ်းကရွာကြီးတရွာတွင်ခိတ္တသွားရောက်နေထိုင်ခဲ့ရဘူးသည်ခြံဝင်းကြီးမှာအကျယ်ကြီး စတူရန်ပေပေါင်း2000လောက်တော့ရှိမည်ထင်သည်အဲ့ဒီခြံကြီးပပတ်လယ်မှာမြင့်မား၍အရွယ်အရိတ်စိတ်သောမကြီးပင်များစိတ်တန်း၍ရှိနေသည်သည်ခြံရှိက3ပေလောက်ကျဲသောရေမြောင်းသည်နွေရာသီမှရေမစီးတော့လေမိုးရာသီနှင့်မြောင်းရေလွတ်သည့်ကာလများတွင်ဒူးစစ်ထီမြင့်သောရေဖြင့်ချောင်းကလေးတစ်ခုအဖြစ်စီစင်းနေကြဖြစ်သည်။အိမ်ခြံဝင်းတကားပေါင်းနှင့်ရှေ့ကတာလန်းကိုဆက်သွယ်ထားသော တစ်လုံးခင်းတံတားပြင်ကလည်းတော်တော်ကျဲသည်ထိုတံတားပြင်ပေါ်မှာရေမြောင်းနေသူခြေချရထိုင်သည့်အခါရေကကျမ၏ခြေမျက်စိအထိနစ်နေလေးရှိသည်တခါတခါမြောင်းကြီးမှရေလွတ်များသည့်အချိန်တံတားတစ်လုံး၏အဆက်ထိပင်ရေမြင့်သည့်အခါကျမခြေတလုံးအပေါ်ပိုင်းထိရေမြုပ်တတ်၏ရေစည်း၏တိုးတိုက်မှုကိုအစမ်းတကျဲခံယူရင်းကျမအမြဲစိတ်ကူးပေါ်လေးရှိသည်ကစကူလေလို့ပို့ စက္ခုလေသည် ကလေးတိုင်းလှုပ်ဖူးနေကြလက်မှုအမှုပညာဖြစ်သလိုစက္ခုလေလှုပ်ချင်းသည် ကလေးတိုင်းဆော့ကစားဖူးနေကြကစားနည်းဖြစ်လိမ့်မည်စက္ခုလေကိုချိုးသည့်အခါရိုးရိုးစင်စင်စက္ခုလေနှင့်တက်မပါသော စက္ခုလေရဲ့လို့နှစ်မျိုးရှိ၏ကျမကတော့ရိုးရိုးစင်စင်စက္ခုလေကလေးသာချိုးတတ်သည် ထိုစက္ခုလေလေးကိုမြောင်းရည်ထဲတွင်ကျမချလိုက်လျှင်လေကလေးသည်ရေစီးအတိုင်းလှည့်မြန်စွာပြေးလေသည် ထိုလှေကလေးမျက်စိအောက်မှပျောက်သွားသည့်အထိကို့ချံဝင်းရှိရာရေမြောင်းထဲမှအနောက်ရှက်မရှိတစ်ဖက်ချံကျော်သည့်အထိတက်ရွေ့ရွေ့ရွယ်လွင့်သွားတာကိုမြင်ရလျင်ဘလို့ပြောမှမသိပြောမိ၏ထိုလှေကလေးတာလှုပ်ပြီးဘလောင်းမှမကြခင်ဟိုညိတည်ညိညိပြီးကန်းဆက်မှတောင်းတင်နေလျင်ဒုတ်ချောင်းကလေးဖြင့်ထိုးကော်ကထပ်သွားစီကိုကြိုးစားမိသည်တကယ်တော့လေညိပြီးလဲပြိုနစ်စင်ကလေးက စကူကယေရှုဆွတ်ပြီးပြီဤလေသည် ပြန်လဲထောင်မှတ်ပြီးခီးနှင်ဖို့ဆိုတာတိတ်မဖြစ်နိုင်လေယေရှုချက်ပြားကလေးအဖြစ်တုံလုံးပက်လက်လင်းရင်မျောဖို့သာရှိတော်သည်အဲ့ဒီတုန်းကစကူလေတစင်းနစ်နေပြီဆိုရင်နောက်စကူတရွဲဖြုတ်ပြီးအလှဲ့အမြန်နောက်တစင်းချိုးနိုင်ရေးမာချပြီးလွတ်နိုင်သည်ဒါကြောင့်လေကလေးဘဝဟာပျော်စရာကောင်းခဲ့ခြင်းဖြစ်မှာပေါ့ အသက်နည်းနည်းပိုကြီးလာလို့တကြီးရေးဆွဲဖို့ဝါသနာပါလာသောအခါမှလည်းကျမသည် ရေပြင်ကိုရေးဆွဲတိုင်းဖြိတ်တစင်းထဲ့ဖို့ကြိုးစားလာခဲ့သည်။ဘာကြောင့်လဲတော့မသိ။ရေပြင်ဆိုတာလှေကလေးရှိနေမှပြည့်စုံသည်ဟု ထင်ခဲ့ပုံရသည်။ဆွဲလိုက်သည့်လှေကလည်းရွက်လေဖြစ်တတ်သည်။ရွက်လေမှာအဝတ်ဆောင်ရွက်လွှင့်ထားသည့်မြမဆန်ဆန်ရွက်လေလား။ တိုင်ပွဲဝင်ရွက်လီပော့ပော့လေးတွေလားကျွန်မမမှတ်မိပါလေဤထိန်ချောင်းမှုအောက်မှာကိုလှေကိုကိုသွားလို့ရသူပဲ့ကင်ပြီးခီးနေနိုင်တဲ့ဘဝမျိုးကတော့တော်တော်အားကြစင်ဟကောင်းလာသည်တကယ်လက်တွေးမှာတော့ကျွန်မလှေမစီရဲပါမိပြင်ကျဲမှာလှေဖြင့်စုံစမ်းသွားလာနေကြသူများကိုအားကြပါရဲ့သူတို့နေရာမှာကိုကစိတ်ကူးဖြင့်ဝင်ရသည်ကတော်တော်ကျဉ်တ်ဖို့ကောင်းသည် တကယ်ကိုယ်တိုင်လှေပေါ်မှာလိုက်ပါစီးနှင်းဖို့ထိုးတဲ့ပူ၍ထိုးလှေကိုပဲ့ကင်လှော်ခတ်ဖို့ရွှဲလွှင်းဖို့ဆိုတာဘလို့မှတတိမွေးယူလို့မရသည့်အဖြစ်တွေ။ဘာကြောင့်လဲဆိုတော့ကိုကိုကိုမယုံကြည်လို့ပေါ့။ကို့အစွမ်းတတိကိုလည်းကိုမယုံ၊ကံကြမ္မာဆိုတာကိုလည်းမယုံ။ကို့ရွှဲလှေကိုလေးထန်သည့်မုံတိုင်းကဆွဲနှစ်ပြစ်မှလည်းပူပန်ရသေးသည်။ဒါကြောင့်လှေမှန်သမျှရေမှန်သမျှကို ဘေးကကြည်ပြီးအားကြယုံမဲတာယာခဲ့မိ။ကိုယ်တိုင်ပါဝင်ဖို့ဘယ်တော့ငားမှစိတ်ကူးခဲ့သည်မဟုတ်။သို့တော့ကျမမတွေးမိသည့်အချက်မှာကျမသည်ဘဝ၏ကိုယ်ပိုင်ရွက်လီဖြင့်ခီးနှင်နေခဲ့ပြီးပြီဆိုတာပဲ။ကျမ၏ရွက်လီကဘလောက်ခိုင်ခန့်တယ်လဲ။ဘလောက်လုံခြုံတယ်လဲကျမမသိ။ဘသူမှလည်းမသိ။ကိုလီကိုလှပအောင်ဆွဲဆောင်မှုရှိအောင်ကျမတို့စေးချေရင်အောင်မြင်သူတွေရှိမည်။ မအောင်မြင်ခဲ့သူတွေလည်းရှိမည်။ဖျားပါနိုင်သူတစ်လွင်နိုင်သူတို့ကဂုံယူစွာရွက်လွင့်နေခြင်းနဲ့မအောင်မြင်သူတွေက အဆုတ်အပြဲအဖအထီးရွက်တွေဖြင့်မွဲနွမ်းသောလှေကိုတဲဖြင့်နာနာကြီးကြီးရွက်လွင့်နေကြလိမ့်မည်။ကိုယ်လှေကိုခိုင်ခန့်သည်တဲ့ခိုင်ခန့်အောင်တာရှည်ခန့်သည်တဲ့ခန့်အောင်စူးစမ်းပြင်ဆင်လိုသူတွေလည်းရှိမည်။ကန်စီမယားပဲဟု ကံကြမ္မာအပေါ်ယုံပြီးပုံအပ်ထားသူတွေလည်းရှိမည်။မုံတိုင်းပဟုနှင့်နေသူတွေရှိမည်။အဖျားအနာပဲထိသူတွေရှိမည်။အချိန်မတိုင်မီနေသူတွေရှိမည်။အချိန်တိုင်ခြင်းမတိုင်ခြင်းကိုရောဘသူဟာဆုံးဖြတ်ပေးမလဲ။ကျမတို့ခီး200ဤအဆုံးပန်းတိုင်ကဘာလဲ။အမှန်တိုင်းပြောရရင်ကျမမသိပါ။နှမြုပ်ချင်းဒီခီးဆုံးလားမနှမြုပ်ပဲခီးဆက်ခွင့်နာရခဲ့ရင် ်ဟိုဘက်မှာပါရှိမလဲ။ဘာဟုမျောလင့်ပြီးကျမတို့ရွက်လွှင့်နေကြတာလေ။မေတ္တာတရားအတွက်လား။ပြမဆူတရားအတွက်လား။ဒါမှမဟုတ်နိဗ္ဗာန်ဟုစကားအရသာသိပြီးတကယ်လက်တွေ့ကျမမသိမြင်နိုင်သော စိတ်အခြေအနေတစ်ခုစီတို့လား။သီးသန့်နေရာတစ်ခုစီတို့လား။ Frost 2E ရွက်လွှင့်ခြင်းကိုနားထောင်ရစဉ်ကတော့ဥတီယာရှိသူရွက်လွှင့်ခြင်းတစ်ခုအပေါ်အားကျပြီး မိုးထေတာပွားခဲ့ရဘူးသည်ဖျားသခင်နှင့်နေရအရှင်သခင်ရှိရာရက်စီတို့ဥတီ၍ရွှဲလွှင့်နေခြင်းဖြစ်နိုင်သည်ဘလောက်အတိပယ်ရှိလိုက်တဲ့ဘဝဖြစ်မလဲကျမကရောဘာလို့ဥတီပြီးရွှဲလွှင့်နေခဲ့ပါသလဲဟုကိုကိုကိုပြန်လဲစမ်းစစ်ကြည့်တော့အခါကျမတော်တော်လန့်သွားသည်ဘာလို့ဥတီမှန်းသာမသိပေမဲ့ခရီးကတော့အတော်ပောက်ခဲ့ပြီလေဒီကျမဤရွှဲလွှင့်ပေါ်မှာလဲ လိုချင်ရည်တည်ယူခဲ့သောပျော်ရွှင်မှုများ မလိုချင်မှပဲနှင့်လက်ခံယူခဲ့သည့်အမှားများလွှင့်ပြစ်လို့ရရင်ချက်ချင်းလွှင့်ပြစ်လိုက်ခြင်းသည့်နောင်တများစသဖြင့်ကုံစီပစ္စည်းများလည်းအသင့်တင်ဆုံးခဲ့ပြီကျမဘဲကိုရောက်မှလဲဆိုတာကိုလည်းသိကျင်လာပြီမုံတိုင်းကြောင့်သို့မဟုတ်ကျမဤပဲကင်ထိန်းချုပ်ခြင်းအတက်ညံ့ဖျင်းမှုကြောင့်လေကလေးညစ်သွားလေမလားဟုလည်းစိုးရင်ပူပန်လာပြီ။ ဘသူကားမှအာမခံပေးလို့မရသည့်ဟောသည့်ပင်နယ်သမုဒ္ဒရာပြင်ကျယ်ကြီးထဲမှာမင်းရဲ့လေဘာမှဖြစ်မှာမဟုတ်ပါဘူးဟုသော ဖြောင်းပြနှစ်သိမ့်အားပေးမှုကိုလည်းတစ်ဖက်ကကြားချင်နေပြန်သည်ကိုတော်ဘယ်အချိန်နှစ်မလဲဟုမသိနိုင်သည့်ခီးမှာသူများလေတွေနစ်လို့မတက်ဖြစ်တာနစ်သွားတာတွေကို သူရဲကောင်းဆန်ဆန်ကဲတင်နိုင်လေမလားဟုလေကိုကိုကိုပုံဝင်မြင်ခဲ့ပြီးပြီကိုလေခိုင်ခန့်အောင်လုံကြုံအောင် ြုပြင်တည်ဆောက်မိအစားအပေါ်ယံစည်းချေမှုကိုပို၍ဦးစားပေးခဲ့မိသည့်ကာလကလည်းတော်တော်ရှိကြခဲ့ပြီရှေ့ဆက်ပြီးကျမကြီးလေခိုင်ခန့်ဖို့သာစူးစမ်းရတော့မည် အချိန်တော့နောက်မကျသည်ဟုမျှော်လင့်ရပါသည်ကျမကြီးလေထဲမှာတည်ယူခဲ့သည့်ပျော်ရွှင်ခြင်းဆိုတာတွေကအခုအချိန်မှာပြန်လဲသုံးလို့မရတော့သည့်တစ်ခါသုံးပစ္စည်းတွေစွန့်ပစ်အမှိုက်တွေသာဖြစ်တော့သည် လူဘဝမှာတကယ်လိုအပ်သည်ကပျော်ရွှင်ခြင်းမဟုတ်တတ္တိသာဖြစ်သည်ဟုကျမတွေ့တောစားပြုလာပြီကျမကကျမလိုအပ်သည့်အရာမှာပျော်ရွှင်မှုဟုထင်ခဲ့ဘူး၏ငွေကြေးဥစ္စာဟုထင်ခဲ့ဘူး၏အောင်မြင်ကြော်ကြားမှုဟုထင်ခဲ့ဘူး၏အဲ့ဒါတွေကိုရမှဖြစ်မည်ဟု ထင်ကမနိုင်မနှင်းတည်ယူခဲ့ပြီ၏ကျမလိုအပ်တာဒါမဟုတ်ဘူးဟုသိတယ်လို့လို့ရှိလာချိန်မှာ ဒါတွေကိုလှန့်ပစ်ဖို့လည်းမဖြစ်နိုင်။အဲ့ဒီအရာတွေနဲ့ကျမကတော်တော်ကြီးပေါင်းဆက်ညစ်တွေနေခဲ့ပြီးပြီမဟုတ်လား။ခလေကလေးပေါ့အောင်ကိုထိန်သိမ့်တိုင်းလိုရာရောက်အောင်ကအဲ့ဒါတွေကိုပြစ်ချခဲ့မှရမည်ထင်ပါရဲ့။အခုတော့ကျမရွက်လဲလွှင့်နေစေ။လေးလံတော့အပိုပစ္စည်းများကိုလည်းလွှင့်ပစ်ဖို့ကြံရွယ်ရင်းတွေ့ဖက်နေစေ။ခလေကလေးခိုင်ခန့်ဖို့ ပြုပြင်တိဆောက်မှဖြစ်မည်ဟုသောအသည့်တရားလေးရေးရေးပေါ်လာရန်တော့အလုံးစတင်မို့တွန်းဆုံနေစေ။အဲ့ဒီလိုနှင့်သီလေဤသက်တမ်းကလေတစင်းရေဘူးရသက်တမ်းထောက်ဝက်ပင်ကြော်ခဲ့ပြီ။ရှေးမှခီးကမိုင်ပေါင်းများစွာရေးပြင်ကြီး။ဘာကန်းဘာတောင်းမှမမြင်ရသေးသည့်ရေပြင်ကျဲကြီး။ဒီလေနဲ့ဒီခီးမျှတာပါရဲ့လားကျမမသိကျမ ဘာမှမသိပါအဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမရဲ့မိတ်ဆွေများအားလုံးတာယာချမ်းမြေ့တဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ကြပါစီရှင်